မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဧပြီလ15ရက်နေ့ညပိုင်းရေဒီယို NUG ပြည်ရင်းသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ Airy ပါရှင်ပထမအဦးဆုံးအနေနဲ့အီတလီမြန်မာနှစ်နိုင်ငံတစ်စိမ့်တစ်ဝမ်းနဲ့အတူရှိနေကြောင်းမျော်လင့်ညညာနှွေးဦးအတာခေါင်းစဉ်ဖြင့်နှစ်ကူဆူတောင်းပွဲကိုပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆောဝေဆိုးတို့တက်ရောက်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါတယ်ဒီမိုကရေစီလွတ်လပ်ခွင့်ဖက်ဆစ်စနစ်ဆန့်ကျင်ရေးအီတလီတော်လှန်ရေးတမိုင်းဝင်နေရာခက်ဆာဆာဗီမှာ အီတလီမြန်မာနှစ်နိုင်ငံတစိတဝန်းနဲ့အတူရှိနေကြောင်းမျှော်လင့်ညညာနေဦးအတာခေါင်းစဉ်ဖြင့်နှစ်ကူးဆူတောင်းပွဲကို Instituto Arte de Salvi Muzio Salvi Associazione per Amicizia Italia Biamenia မြန်မာ community in Italy တို့ကအပီလာ7ရက်နေ့တနင်္လာနေ့မှာကျင်းပခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆော်ဝေဆူ Chevy Institute ဥက္ကဋ္ဌ Albertina Soliani တို့ကမိကွန်းပြောကြားခဲ့ကြပြီးမြန်မာနိုင်ငံအတွက်နှစ်သက်ကိုဆူတောင်းမြေတာပို့သခြင်းအစီအစဉ်ကိုဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက်ရမုံငွေပွဲအဖြစ်အီတလီမြန်မာအစားစာတွေအမှတ်တရပစ္စည်းတွေရောင်းချတာ၊ရင်ကျေးမှုမိတ်ဆက်တနခါအစီအစဉ်၊ရိုးရာအစိုးကအစီအစဉ်တွေကိုဆက်လက်ပြုလုပ်ခဲ့ကြရာအီတလီအရရက်ကကျောင်းသူကျောင်းသားတွေမြန်မာပြည်ပေါ်တိုင်းသာပြည်သူတွေနဲ့အီတလီမိတ်ဆွေပေါင်းများစွာကစူးစီးစည်းလုံး ညီညွတ်စွာဖြင့်ပါဝင်ကူညီခဲ့ကြတယ်လို့သတင်းရရှိပါတယ်ရှင်။အခုဆက်လက်ပြီးမြန်မာပြည်ငရင်ဘေးတင်ပြည်သူတွေစိတ်ပိုင်းဆိုင်ရာကုစားရေးအတွက်ပြင်ဆင်မှုအစည်းအဝေးကိုပြည်အောင်စုဝန်ကြီးနော်ဆူဇာနာလှလှဆူတက်ရောက်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဧပြီလအတွင်းကျင်းပခဲ့တဲ့မြန်မာပြည်ငရင်ဘေးတင်ပြည်သူတွေအတွက်ထိခိုက်ခံစားရတဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေစိတ်ပိုင်းဆိုင်ရာကုစားရေးအတွက်ပြင်ဆင်မှုအစည်းအဝေးကိုအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနော်ဆူဇနာလှလှဆိုတို့တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်အဲ့နော်အမျိုးသမီးလူငယ်နဲ့ကလေးတင်ငယ်ရေးရာဝန်ကြီးဌာနရဲ့မြို့နယ်တာဝန်ခံတွေဒေသအခြေဆိုင်လူမှုရေးအဖွဲ့တွေအမျိုးသမီးအဖွဲ့တွေကပြင်ဆင်ဆောင်ရွက်နေမှုတွေကိုတင်ပြခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကအမှားစကားပြောကြားပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ ဆက်လက်ပြီးလန်ဒန်မြို့နယ်မန်ချက်စတာမြို့မှာကျင်းပတဲ့တော်လန်တကြံရမုံငွေပွဲကိုပြည်အောင်စုဝင်ကြီးဒေါက်ခင်မမမျိုးတက်ရောက်ခဲ့ပြီးရမုံငွေအမေရိကန်ဒေါ်လာ3000ကျော်ရရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ UK နိုင်ငံလန်ဒန်မြို့နယ်မန်ချက်စတာမြို့မှာကျင်းပတဲ့တော်လန်တကြံရမုံငွေပွဲကိုပြည်အောင်စုဝင်ကြီးဒေါက်ခင်မမမျိုးတက်ရောက်ခဲ့ပြီးရမုံငွေအမေရိကန်ဒေါ်လာ3000ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ရမုံငွေပွဲအတွင်းတကြံသချင်းတွေအကတွေထည့်သွင်းခဲ့ခြင်းမပြုခဲ့ဘူးလို့လည်းသိရပါတယ်။ အဲ့နောက်တက်ရောက်လာသူတွေကငရင်ဘေးနဲ့တော်လိုင်းရေးအဆက်ဆက်မှာအသက်ပေးသွားကြသူတွေအတွက်ဘာသာပေါင်းစုံဆူတောင်းပွဲနဲ့10မိနစ်ငြိမ်သက်အလေးပြုခြင်းတို့ကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ရမုံငွေပွဲမှာမြန်မာနိုင်ငံလုံးဆိုင်ရာဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရည်ရွယ်ချက်ပဲဖြစ်တဲ့အတွက်တက်ရောက်လာသူတွေကအနောက်ရောက်ဝှစ်စင်တာနဲ့အနောက်ရောက်ဖဲပြားခြင်းတို့တွေထိုးပြီးတက်ရောက်ခဲ့ကြတယ်လို့လည်းသတင်းရရှိပါတယ်ရှင်။အခုတခါမန္တလေးတိုင်းမြို့နယ်တစ်ခုအတွင်းငရင်တန်းတဲ့ပြည်သူတွေကိုအန်ယူဂျီကကျမကြီးစောင့်ရှောက်မှုတွေပေးခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုလည်းတင်ပြပေးပါဦးမယ်။ မန္တလေးတိုင်းအတွင်းကမြို့နယ်တစ်ခုမှာငရင်တန်းသိပ်ပြည်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနက CDN ကျန်းမာရေးဝန်ထမ်းတွေကကျန်းမာရေးစောင့်ရှောက်မှုတွေပေးအပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။မလာ28ရက်နေ့မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့စကိုင်းမြို့ဗဟိုပြုတဲ့စကိုင်းငရင်ကြီးကြောင့် လူဦးရေထောင်ထဲချီတည်ဆုံးခဲ့ကြရပြီးရင်းလှုပ်ခတ်ပြီးပြီးချင်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ American Dollar 1 million ကိုယာထားခဲ့ပြီးယာထားတဲ့အထက်မှာပြည်သူတွေအတွက် USD 34,300ကျော်ကိုအသုံးပြုပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလာဘီဂျာမနီမှာကျင်းပတဲ့မြန်မာပြည်အင်အားပြည့်ငွေရင်ကိုကြီးကဲဆဲထောက်ဖို့ရမုံငွေစုစုပေါင်းယူရို6000ကျော်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဂျာမနီမှာကျင်းပတဲ့မြန်မာပြည်အင်အားဖြင့်ငွေကြေးငွေကြေးဆဲထောက်ပို့ရမုံငွေစုစုပေါင်း6013ယူရိုရရှိခဲ့တယ်လို့ Federal Myanmar Berlin Group ကဖော်ပြပါရယ်။ရရှိငွေအားလုံးကိုငရင်ဘေးသင့်တန်ခံရသူတွေစီကိုအမြန်ဆုံးရအောင်ဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းသိရပါရယ်။ဂျာမနီနိုင်ငံ Berlin မြို့မှာကျင်းပခဲ့တဲ့မြန်မာအင်အားဖြင့်ငွေကြေးငွေကြေးထောက်ပံ့ရေးရမုံငွေပွဲလေးမှာပွဲစီစဉ်ကြသူအဖွဲ့ရဲ့တောင်းဆိုမှုဆန္ဒကိုဖြည့်ဆည်းပြီးဘေးပေါင်းစုံရင်းဆိုင်နေရတဲ့မြန်မာပြည်သူပြည်သားတွေအတွက်ရင်းနှီးထိရှာတဲ့အားပေးစကားတွေပြောကြားပေးခဲ့တဲ့ ဆီယာမမတိတာစံကြောင်းကို For Federal Myanmar Berlin Group မှကျေးဇူးတင်မှတ်တမ်းတင်ချီကြောင်းလဲဆိုထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့တုံးရီတူလောင်ကန်နေတဲ့အရေးပေါ်ကေဇယ်ရွေးဖြင့်ဒေရီပါဝင်တဲ့အရေးပေါ်ကူညီကေဇယ်ပစ္စည်းတွေကိုထောက်ပံ့ပေးအပ်ဖို့ဂျပန်အစိုးရကဆုံးဖြတ်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ မြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငရင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေခံစားခဲ့ရပြီးနေရဲစွန့်ခွာကမန္တလေးတိုင်းဒေသကြီးအတွင်းဖုံးတော်ကြီးတင်စာတင်ကျောင်းနေမှာရှိတဲ့ကယ်ဆယ်ရေးစခန်းတွေမှာမတက်သားလို့ပြောင်းရွှေ့နေထိုင်နေကြရတဲ့မြန်မာပြည်သူပြည်သားတွေအတွက်သုံးရီတူလောင်ကန်နေနဲ့အရေးပေါ်ကယ်ဆယ်ရေးရွက်ပြင်တဲတွေပါဝင်တဲ့အရေးပေါ်ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုဂျပန်အစိုးရရဲ့အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်လူပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးဆိုင်ရာပူးပေါင်းကူညီရေးစီမံကိန်းအရထောက်ပံ့ပေးအရန်ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့တယ်လို့ဂျပန်တန်ရုံးရန်ကုန်ကဖော်ပြပါတယ်အခုရရှိမဲ့အထောက်ပံ့နေနဲ့အစိုးရဖုံးတော်ကြီးတင်ပညာရေးကျောင်းတွေမှာခိုးလုံနေကြရ ရတဲ့ဆရာဆရာမတွေ၊ကျောင်းသားကျောင်းသူတွေနဲ့ကလေးငယ်တွေဘေးကင်းလုံခြုံပြီးကျန်းမာတန်ရှင်းစွာနေထိုင်နိုင်ကြမယ်လို့ယုံကြည်မျှော်လင့်လျက်ရှိတယ်လို့လည်းဆိုထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာဂီကပေးပို့ထားတာဖြစ်ပါတယ်ရှင်။